အားလုံးပဲမင်္ဂလာပါမိမိရဲ့ဖုန်းကိုတခြားလူတွေကိုပေးတုံးရတဲ့အခါမျိုးမှာကိုယ့်ရဲ့ personal account တွေကိုကျိုးတွေကယူမသုံးစီခြင်းဘူးဆိုလို့ချင်းကျွန်တော်တို့ဒီဟလာ app တွေကို lock ခထားလို့ရပါတယ်အဲ့တော့ဘလိုဟာမျိုးတွေကို ပြောတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Telegram လိုဟာမျိုးနောက်တစ်ခုက Viber လိုနောက်တစ်ခုက Facebook Messenger လိုပေါ့နော်ပြီးလို့ရှိရင်အခုလိုမျိုး WeChat လိုမျိုးကျွန်တော်တို့ဒီ account တွေကိုဟာ မိမိရဲ့ပါစင်နဲ့အကောက်တွေဖြစ်တဲ့အတွက်အခြားလူတွေကိုဝင်ပြီးတော့မကြည့်စေချင်ဘူးမသုံးစေချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ APP log ကိုခတ်ထားလို့ရတယ်ပေါ့နော် ဖုန်းတိုင်းမှာကျွန်တော်တို့လုပ်လို့ရတယ်အဲနောက်ထပ် software တွေထပ်ပြီးတော့ twin ရမလို့ပေါ့နော်အဲ့တော့ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့က setty တဲကိုတွားလိုက်ပါမယ် setty တဲကိုရောက်လာတယ်ဆိုလို့ရှိရင်ဒီမှာ APP ဆိုတာကိုတွေ့လိမ့်မယ်ပေါ့နော်အလွယ်ဆုံးကျွန်တော်တို့က APP တဲကိုဝင်လိုက်ပါ ဝင်ပြီးွားပြီဆိုလို့ရှိရင် ကျုပ်ဒီအောက်ဆုံးမှာ ABB law ဆိုတာခြည်ပါတယ်အဲ့ဒီမှာတစ်ချက်ဝင်လိုက်ပါဒီမှာတစ်ချက်ဝင်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ကတော့သုံးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ password ရိုက်ထည့်ပေးလိုက်မယ်ပေါ့နော် password ထည့်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုးပွင့်သွားလိမ့်မယ်ပွင့်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ ABB law ဆိုတာလေးကိုနှိပ်လိုက်ပါမယ် ABB log ကိုဖွင့်ထားပြီးပါပြီဆိုလို့ရှိရင်ကျတို့က pay app ကိုကိုက log ခတ်ထားခြင်းလားလေပေါ့နော် ဲအက်ကိုလော့ခ်ထားခြင်းတာလဲကျုပ်ဒီမှာ we a la telegram လာပေါ့နော်နောက်တစ်ခုက viber လာပေါ့နော်ဒီမှာလိုက်ပြီးတော့ကိုယ့်အကကိုကြည့်ကြည့်ပါ line ကိုခတ်ခြင်းလဲဆိုလဲ line ပေါ့နော် line ကိုခတ်ခြင်းလဲဆိုလဲ line ပြီးလို့ရှိရင်ကျတို့ကဒီမှာအဲ facebook messenger မှာဆိုလို့ရှိရင်ကလုံးကိုခတ်ခြင်းလာလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီဟာလာ all ခတ်ခြင်းလာလားပေါ့နော် အဲ့ဒါလေးတွေကိုကျွန်တော်ရွေးပြရမယ်အဲ့တော့ကျွန်တော်တို့ဒီမှာ we app ကိုရှားမယ် telegram ကိုရှားမယ်ပေါ့နော်ဒီမှာ viber တွေ့ပြီ viber ကို lock ခတ်လိုက်မယ်အဲ့ဒီမှာ we app ကိုတော့ကျွန်တော်ဖွင့်ထားတယ်ပေါ့နော် we app ကိုဒီမှာဖွင့်ထားပြီးသားဖြစ်တယ် okay နော်ဒါဆိုလို့ရှိရင်ကျွန်တော်ရပြီပေါ့နော်ဒီမှာကိုပြန်ပိတ်မယ်ဆိုလို့ရှိရင်လည်းဒီနေရာမှာလာပြန်ပိတ်နော်ဒီနေရာမှာကျွန်တော်တွေကလာပြန်ပိတ်ဒီမှာပိတ်လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တွေကဒီ log ပြန်ပိတ်သွားပြီပေါ့နော် အလော့ပြန်ပိတ်သွားပြီကျွန်တော်ဖွင့်နေတယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုနှိပ်လိုက်ဖွင့်သွားပြီအဲ့တော့ကျွန်တော်လက်တွေ့ဆမ်းပြပြီမယ်နော်လက်တွေ့ဆမ်းပြပြီမယ်အဲ့တော့ကျွန်တော်တို့ဒီကဒီမှာဝေအပ်ကိုကျွန်တော်ဖွင့်လိုက်မယ်ဝေအပ်ကိုဖွင့်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါအခုလိုမျိုး password တောင်းနေလိမ့်မယ်ပေါ့နော် password တောင်းနေလိမ့်မယ် password တောင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ကကိုထည့်ထားခဲ့တဲ့ password ၄လုံးကိုကျွန်တော်တို့ကထည့်ရမှာပေါ့နော် okay နော်အဲ့ဒါလိုထည့်လိုက်မှပဲကျွန်တော်တို့ဒီကဒီဝေအပ်အကောက်ကချက်ကပွင့်လာမှာဖြစ်ပါတယ်နော် ဝေယျာကပွင့်လာမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့ဒါဆိုလို့ရှင်ကျွန်တော်တို့ကအကူပြန်ပိတ်မယ်ပေါ့ဗျာကိုပြန်ပိတ်မယ်ဆိုလို့ရှင်ခုနကဒီမှာစက်တီတဲကိုပြန်သွားမယ်သွားပြီးသွားပြီဆိုလို့ရှင်ကျွန်တော်တို့ဘယ်ဟုတ်သွားမလဲဆိုလို့ရှင် ABB တဲကိုပြန်သွားမယ်ပြီးလို့ရှင်ကျွန်တော်တို့ကဒီမှာ ABB loss ရာလေးကိုပြန်နှိပ်လိုက်မယ်နှိပ်လိုက်တယ်ဆိုလို့ရှင်အခုလိုမျိုး तू က password down လိုက်မယ် password down နေဆိုလို့ရှင်ကိုထည့်ခဲ့တဲ့ password ကိုပဲထည့်ပေးရမှာပေါ့နော်โอเคဒါဆိုလို့ရှင်ပွင့်သွားပြီပွင့်သွားပြီဆိုလို့ရှင်ကျွန်တော်တို့က ဖွင့်သွားပြီဆိုလို့ရှင်ကျုပ်ဒီနေရာမှာပိတ်လိုက်နော်ဒီနေရာမှာပိတ်လိုက်တယ်ဆိုလို့ရှင်ကျုပ်ဒါအားလုံးပိတ်သွားပြီပေါ့နော်ဒီနေရာမှာပိတ်လိုက်တယ်ဆိုလို့ရှင်အားလုံးပိတ်သွားပြီဒါမှမဟုတ်ဘူးဆိုလို့ရှင်လဲကိုကပေါ့နော်ကိုကသဘောတကူကျွန်တော်တို့ကဒီ weight app တို့ weight app ကိုဟာ password မထားခြင်းတော့ဘူးပေါ့နော် password မထားခြင်းတော့ဆိုလို့ချင်း weight app ကိုကိုချလိုက်ရှားပြီးပါပြီဆိုလို့ချင်းဒီမှာ weight app ကိုပိတ်လိုက်အဲ viber ကိုလည်း password မထားခြင်းဘူးဆိုလို့ချင်း viber ကိုလည်းပိတ်လိုက် ပိတ်ပြီးတော့ကျုပ်ဒီအပွားကောင်ပိတ်เสียမလို့ဘောနော်ကျုပ်ဒီ line မှာအဲ line မှာကျုပ်ထားထားတည်တယ်ဗောနော် line မှာကျုပ်ထားထားတည်တယ်ဒီမှာတက်လာဖွင့်ထားတယ်ဗောနော်အဲအဲ့လိုမျိုးလေးကျုပ်ဒီကဒါသုံးပြူလို့ရပါတယ်ဒါဆိုလို့ရှိရင်ဘယ်သူမှလည်းမမြင်တော့ဘူးဘယ်သူမှလည်းအဝင်သုံးလို့မရတော့ဘူးဗောနော်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးကြတယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာလည်းဘလို့အကြောင်းအရာလေးတွေသိကြတယ်ဆိုတာကောမန့်အောက်မှာရေးပေးခဲ့ပါဦးခင်ဗျာ